ရောင်းပြေးချင်းမပိတ်နဲ့အဲမူလုံးဝမပိတ်နဲ့အဲမူမပိတ်ပါသေးနဲ့ကိုဆူတောင်းနေတာအဲတောင်းတကောတစ်ခေါက်လာအောင်လားအမမွေကျွန်တော်ရန်ကုန်မှာဟိုတယ်မှာတင်းမယ်ဟိုတယ်စိတ်ကြီးခံနိုင်ရင်ဂျုံကျဲရနှစ်ပတ်တကာချိန်နိုင်လို့အဲနှစ်ပတ်အတွင်းမှာချိန်နိုင်လို့ခံနိုင်ရင်ဆွဲနော်ဒါဒါမရှိသေးရှိရှိဒါကျွန်တော်ကတောင်းဆိုရမှာနော်အဲ့လိုမှမဟုတ်ရင်ကျွန်တော်ရှိတဲ့ပြင်ဦးလေးမှာဆွဲပါခင်ဗျာလို့ပြောလိုက်ဒါဆိုရင်ပြီးသွားပြီ ကျွန်တော်ရှိတဲ့ပြည်ဦးလင်မှာပဲဆွဲလိုက်ပါလို့ပြည်ဦးလင်မှာဆိုရင်တရက်တခါယုံချင်းချင်းနဲ့တရက်တခါတက်မယ်တစ်ဘက်တခါချင်းနဲ့တစ်ဘက်တခါတက်မယ်လားကြိုက်တဲ့ကြိုက်တဲ့တလောက်ချင်းကြိုက်တဲ့တလောက်တက်မယ်ရန်ကုန်နဲ့ပြည်ဦးလင်ဆိုတာတော့ဘလို့မှမဖြစ်နိုင်ဘူးလေကျွန်တော်တို့မန္တလေးကနေလာရင်လေမိုင်းနေရာနေဝင်ရမှာပဲနေပြီးတော့ရန်ကုန်ကနေလာရင်လေမိုင်းနေရာနေဝင်ရမှာပဲအဲ့ဒီနေပြီးတော့တရားရုံးမှာရင်ဆိုင်လိုက်ခဏလေးနေပြီးတော့မှနေကျွန်တော်လည်းနေပြီးတော့မှနေပြီးတော့အဲ့တရားကိုရင်ဆိုင်လိုက်မယ်အဲ့ဒါတရားမမျှတာဘူးလားကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့တော့တောင်တဘုံမှာနေလေကျွန်တော်ရဲ့ဝင်ရမယ် ညီကောင်မတော်မရှိသလိုနေပြီးတော့မှနေလဲအွန်လိုက်ခင်းလိုက်လိုက်လာမှာသူကအကုန်လုံးကဇော်ဘုံရင်မှာဇော်ဘုံရင်ဇော်ဘုံရင်မှာဇော်ဘုံရင်ပဲပို့စီအောင်မှာအဲ့ဒီပြဿနာတွေပတ်သက်လို့သွားပြီးတော့ဖတ်ကြည့်လိုက်ဇော်ဘုံရင်ပဲဇော်ဘုံရင်ပဲဒီဘွဲကဇော်ဘုံရင်နိုင်ုံနိုင်ရမယ်ပွဲဒီဘွဲကဇော်ဘုံရင်ဂုံတရင်ပြန်တနိုင်ငံတော့ပြန်သိမ့်မဲ့ပွဲပဲဆိုတာလူတိုင်းသိတယ်ကြိုက်လို့ရှင်လိုက်နော်အဲ့တော့တရားမြတ်တာနာနဲ့တကယ်လို့တရားရေးရပေါ်ပေါက်လာပြီဆိုရင်တရားသူကြီးတွေရောအားလုံးကိုတောင်းဆိုချင်တာကမေဘီရောတရားရုံးကိုတွေးပြလိုက်ပါ ။နော်အဲ့ဒါမြတ်တာပါလေရန်ကုန်ကနိုင်မိုင်းနေရပြင်ဦးလွေရလာရင်မိုင်းနေရပြင်ဦးလွေမဟုတ်မန္တလေးရလာရင်မိုင်းနေရနေဝင်ရမှာကျွန်တော်တို့ကရန်ကုန်ကနိုင်တဲ့မိုင်းနေရနေနေပြီးတော့ဝင်ရမှာနေပြီးတော့မှဇော်ဝင်တို့ရှိမယ်အဲအဲ့လိုချအောင်အဲ့ဒါကဘသူကျွန်တော်ကတော့အပြင်းနဲ့စကားပြောတိုင်းဟိုလိုမျိုးပြောဦးတမသမကြကြပြောတာနော်ခဏလေးမိုင်းနေရကနေဝင်ကျွန်တော်လည်းမိုင်းနေရနေဝင်ပြီးတော့တရားရုံးပဲဒကိနာခရင်တရားရုံးလားပုပ္ပတိတိတရားရုံးလားကြိုက်တဲ့တရားရုံးမှာထက်ဆွဲလိုက်ပါအဲ့ဒီအမှုကိုလွှဲပြောင်းပေးလိုက်ပါ ကျွန်တော်ပြောတာကတော့တကယ်အမှန်တရားကိုခံစားနေတဲ့လူတွေကကိုယ်တော်ဘုန်းကြီးကတရားမျှတာတယ်ဟုတ်တယ်ဒါကတရားဆွဲတာလေတရားရုံးကဘယ်မှာပြပြဆွဲရတာပဲဟုတ်လားအဲ့ဒါရန်ကုန်တောင်တကုန်မှာဆွဲတာကတော့ခဏလေးတုံလဲဆွဲလို့ရတာပေါ့ပြုံးလဲမှာဟုတ်တယ်မလားဝိဆိုတာလေတတ်တယ်နော်ဝိဆိုတာလေတတ်တယ်နော်ဝိဆိုတာလေတတ်တယ်ကိုယ်နဲ့ကြမှာကျွန်မမလှန်နိုင်ပါဘူးလို့မလုံးနဲ့ဟုတ်ပြီလားအဲဘယ်လိုလာကြီးဘယ်လိုတက်တာကြီးဘယ်လိုရေးခွင့်ပေးထားတာ 收工也把工钱赚，没得必要嘛、oh. OK.，喏，著嗯，后的、嗯，员工啊，一年四季的，员工啊，办一年四季的，是咯，走路讲，地找在找家地出来啊，他妈，不靠谱，这今天伢，今老罗阿公立哪边的？还没没，今老吴员工叫我比了，你今老吴员工嘛，路买点的打开没？路钱开没？对，今老弟老也把路买点点来屋里？今老弟。 ာမေပြုမှတာပဲအဲ့ဒါကကျွန်တော်တေရွေးတဲ့ကိုတေဖို့အတွက်ကိုတို့တရားဆွဲတာတို့ကတရားဆွဲတဲ့အမှုကိုခင်ဗျားတို့ကြည့်လိုက်ဘာမှအဲ့တရားဆွဲတဲ့အမှုကအဲ့အမှုကနော်ဘာမှအဲ့အမှုလောက်ကခင်ဗျားဘူးတိကိုလင်းနဲ့ထိုးရအောင်မအဲ့အမှုတက်ကြီးသေးတယ်အဲ့ဒီအမှုကြောင့်မဟုတ်ဘူးရန်ကုန်ရောက်အောင်ခေါ်တာတို့ကရန်ကုန်ရောက်အောင်ခေါ်ပြီးတော့ကျွန်တော်ယုံချင်းနေဒီကောင်ဘယ်လိုသွားမယ်ဘယ်လိုလာမယ်စောင့်ကြည့်ပြီးတော့ကျွန်တော်ကိုဒီတစ်ဖက်ပေါ့နော်အကြက်ကယူကြည်နေတဲ့ကျွန်တော်တတ်ခိုင်းပါတို့က ဲ့ဒါသူတို့ရဲ့အကျင့်လေနော်သူတို့တက်ခိုင်းမှာကျွန်တော်အဲကောင်ဘယ်မှာအိတ်တယ်ဘယ်မှာနေလဲလိုက်ဆောင်ကြည့်ရနဲ့အာကျွန်တော်တရားမသွားမဲ့ဘာကြောင့်ဘယ်နေဘယ်နေဆိုအဲကောင်ဘယ်လမ်းအဆောင်တက်လိုက်ကြော်ဆိုပြီးတော့ကျွန်တော်တက်ခိုင်းမှာအဲ့ဒါလေအဲ့ဒီကောင်မကြီးမယိုးသားဘူးအဲ့ဒီကောင်မရဲ့နောက်မှာရှိနေကောင်တွေလည်းမယိုးသားဘူးဒါကျွန်တော်တက်တက်ပြောတာနော်တက်ပြောတာနော်ဘယ်သူမှကျွန်တော်လုံလုံရောပေးနိုင်ဘူးလေတရားစွဲလို့လာရှင်းဆိုပြီးတော့ကျွန်တော်ရှင်းခိုင်းပါလေကျွန်တော်အသက်တည်ရင်ဘယ်သူကတောင်းယူပါလဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အပသမီးမမိုးမိုးခိုင်မာတရားစွဲသည်မှာယူသားမှုမရှိကြောင်းဇော်ဘုံဟင်းကြောက်ချီပါနေတဲ့ရုပ်တံနဲ့အတူမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းနဲ့စီမံကိန်းများဤဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျစွာအမခံပေးရန်တရုတ်သမ္မတတောင်းဆိုမှုမင်းအောင်လှိုင်ကအစွမ်းကုန်အမခံပေးသွားမည်ဟုတုံ့ပြန်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားခြင်းပါတယ်မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းနဲ့စီမံကိန်းများဤဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျစွာ အာမခံပေးရန်တရုတ်သမ္မတရှီကျင်ပင်က တောင်းဆိုလိုက်ပြီးအကြမ်းဖက်မင်းအောင်လိုင်ကလည်းအစွမ်းကုန်အာမခံပေးသွားမည်ဟုတုံ့ပြန်ပြောဆိုသည်။ယမန်နေ့တရုတ်သမ္မတနှင့်အကြမ်းဖက်မင်းအောင်လိုင်တို့တွေ့ဆုံစဉ်ရင်းကဲ့သို့ပြောဆိုကြခြင်းဖြစ်ကြောင်းတရုတ်စင်ဟွာသတင်းဌာနကသတင်းဖော်ပြသည့်တရုတ်သမ္မတကမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများ၏ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျစွာအာမခံပေးရန် အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ်လည်မှုစသည့်နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကိုတိုးမြင့်တိုက်ဖြတ်ရန်တောင်းဆိုခဲ့ကြောင်းသိရှိရသည့်မင်းအွန်လိုင်းကူတရုတ်နိုင်ငံနှင့်ဆက်ဆံရေးအားများစွာအလေးထားကြောင်းတရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသောချစ်ကြည်ရင်းနှီးထိုက်သောအင်မီချင်းအဖြစ်ထာဝရလှုပ်ဆောင်သွားလိုကြောင်းမြန်မာနိုင်ငံအနေဖြင့်နှစ်နိုင်ငံစည်းဝါးကုံတွယ်ရေးဆွမ်းအင်စသည့်ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုများကိုအားထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနှင့်ဝန်ထမ်းများ၏ဘေးကင်းလုံခြုံမှုအားအစွမ်းကုန်အာမခံပေးသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုသည်အကြမ်းဖက်မင်းအွန်လိုင်းသည်ရုရှားနိုင်ငံမော်စကိုမြို့တွင်ပြုလုပ်သည့်20ပြည့်ရင်ပြင်နီအောင်ပွဲအခမ်းအနားတွားရောက်စဉ်တရုတ်သမ္မတနှင့် တွေ့ခွင့်ရရန်ရုရှား၏အကူအညီဖြင့်ကြိုးပမ်းခဲ့ပြီးနောက်ရင်းတို့တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်က ပြောဆိုသည်မပိတ်နဲ့အဲမှုလုံးဝမပိတ်နဲ့ အဲ့မို့မပိုက်ပါစေနဲ့ဆူတောင်းနေတာအဲ့တောင်းတကုံတစ်ခေါက်လာအောင်ပါနော်တစ်ခေါက်လာအောင်ပါနော်တစ်ခေါက်လာအောင်ပါအဲ့မို့လုံးဝမပိုက်နဲ့အဲ့ဒီကစကမ်းမှုနဲ့အမှုစစ်နဲ့ဖုံးဆက်မဲ့တွေကိုစောင့်နေတာနော်အဲ့ဒီကိုစောင့်နေတာအဲ့ဒီမှာကျွန်တော်ကကျွန်တော်ကိုချစ်တဲ့ပြည်သူလူထုတွေအားလုံးနဲ့တောင်းတကုံရဲ့ရင်းစကမ်းတော်၎င်းတူဒီမိုတရားယုံရှိတော်၎င်းမှာကျွန်တော်ကတစ်တော့အမှအကောင်းပါ နော်ကောက်အောင်မှာကျွန်တော်ကကျင်လို့ကကျင်လို့ကျွန်တော်ကိုချစ်တဲ့ညီကောင်မောင်နှမတွေနဲ့ကကျင်လို့ကျောင်းရဲ့ညီမလေးညီလေးတွေနဲ့ကကျင်လို့လာအောင်မှာရှင်းရောနော်အဲ့အမှုမပိတ်ပါသေးနဲ့ဆူတောင်းတာကျွန်တော်ကကျွန်တော်ကတော့မပိတ်ပါသေးတယ်ပဲဆူတောင်းပါတယ်နော်ဘာမှဖြစ်ပါဘူး66ကောက်ကကြီးဆိုတာဘာနဲ့တင်ပြီးတော့ဘယ်တော့ထိတင်နိုင်မှာတော့နောက်ဆုံးစီ66ကောက်ကကြီးဆိုတော့အာမခံရတဲ့အမှုတွေလားနောက်ကြတော့ကျွန်တော်ကပြင်မှုနေနဲ့ဟိုဒီရန်ကုန်နဲ့အနေထားကို တရားဆိုရင်တော့ကျွန်တော်အရှင်းချင်းပဲပေါ့ကျွန်တော်ကျွန်တော်ကားစီဖို့မတက်နိုင်ဘူးလေဆွဲတဲ့လူကကျွန်တော်ကားစီဖို့ခံဒါမကန်နိုင်ကျွန်တော်တော့မလာတော့ဘူးပေါ့အရှင်းချင်းလေးပဲလေဟုတ်တယ်မလားဒါအဲ့ဒါမှမဟုတ်ရင်ကျွန်တော်ပြောတာမျှလားမမျှလားငါကတရားသဘောရပဲကြည့်ကြည့်လိုက်ကျွန်တော်ရဲ့ယုံကြည်မှုတော့စီဖို့ခံနိုင်ဒါမှမဟုတ်ကျွန်တော်ရန်ကုန်မှာဟိုတယ်မှာတဲမယ်ဟိုတယ်စိတ်တွေခံနိုင်ယုံကြည်ရနှစ်ပတ်တခါချိန်နိုင်လို့အဲ့နှစ်ပတ်အတွင်းမှာချိန်နိုင်လို့ခံနိုင်ရင်ဆွဲ ဒါဒါမရှိသေးရှိရှိဒါကျွန်တော်ကတောင်းဆိုရမှာနော်အဲ့လိုမှမဟုတ်ရင်ကျွန်တော်ရှိတဲ့ပြင်ဦးလေးမှာဆွဲပါခင်ဗျာလို့ပြောလိုက်ဒါဆိုရင်ပြီးသွားပြီကျွန်တော်ရှိတဲ့ပြင်ဦးလေးမှာပဲဆွဲလိုက်ပါလို့ပြင်ဦးလေးမှာဆိုရင်တရက်တခါယုံချင်းချင်းနဲ့တရက်တခါတက်မယ်တစ်ဘက်တခါချင်းနဲ့တစ်ဘက်တခါတက်မယ်ဗျာကြိုက်တဲ့ကြိုက်တိုက်တလောက်ချင်းကြိုက်တလောက်တက်မယ်ရန်ကုန်နဲ့ပြင်ဦးလေးဆိုတာတော့ဘလို့မှမဖြစ်နိုင်ဘူးလေဟုတ်တယ်မလားရန်ကုန်နဲ့ပြင်ဦးလေးဆွဲမှာတော့ခင်ဗျာလေပြင်ဦးလေးကနေမိုင်းလေးကိုခီးရကားမောင်းရင်အနည်းဆုံးမိုင်းတရားနဲ့မောင်းလို့ရှိရင်16နာရီ15နာရီလောက်မောင်းရတဲ့နေရာယူ ဟုတ်အဲ့ညာကိုတရားဆွဲအဲ့ညာကိုတရားသွိုင်းရင်ဆိုင်ရမှာဆိုတာကျွန်တော်ကတကယ်လို့သူတရားဆွဲခဲ့လို့ကျွန်တော်ကပြောခဲ့တာဆိုကျွန်တော်ကပြင်းဦးလင်ကပြောတယ်ကောင်လေမဟုတ်လားပြင်းဦးလင်ကဆွဲပေါ့ပြင်းဦးလင်ကရဲစခန်းရှိတာပဲဟုတ်လားဒါတော့တရားမြတ်တတ်တာပြောတာပါပြင်းဦးလင်ကလာဆွဲလေဟုတ်လားပြင်းဦးလင်ကဆွဲရတယ်ဟိုမှာပြည့်ဆွဲလို့ကျွန်တော်သွားမယ်ကျွန်တော်သွားချင်မှသွားမှာပေါ့အဲ့ကြတော့သွားနိုင်ဦးလေကျွန်တော်ကတာမန်ပုဂ္ဂိုလ်ဒီလူတယောက်မဟုတ်ဘူးကျွန်တော်တိုင်းပြည်ပြည်ဒီနိုင်ငံသူတက်မတော်အတိုင်းဝိုင်းမိသားစုအကုန်လုံးတိထားတဲ့စီမီကာတယောက်လေကျွန်တော်အတတ်အနေရရှိတယ်သွားနိုင်ဘူးမသွားဘူးเนาะ ဆွဲရင်ပြုံးလဲမှာလားဆွဲပြုံးလို့ချိန်ပြောင်းလိုက်ဘုံဆွဲပြီးပြီပြုံးလို့လာချိန်လိုက်အဲ့ဘူးနော်ပြုံးလို့ချိန်လိုက်လူတို့ကကိုချင်းစာလေငါဆွဲရင်ငါကဂျန်ကောင်းနေပြုံးလို့သွားရင်ရောငါတက်ကအနေကင်းရလားလို့စဉ်းစားလိုက်ဟောသူ့ကငါဆွဲလိုက်ရအတူကဒီတောင်ကုန်တရားရုံးမှာလာဆွဲရောသူ့တို့ကအနေကင်းကိုကင်းရလားလို့တွေးပေါ့ဗျာအဲ့တော့တရားသဘောတရားရုံးအဖြစ်ခမာသမက်တတပြုံးလို့ပါလေတရားရုံးရှိတယ်တောင်ကုန်ပါလေတရားရုံးရှိတယ်အဲ့တော့နေပြီးတော့မှဆွဲရလား နေပြီးတော့ဆွဲလိုက်ကျွန်တော်နေပြီးတော့မှနေပဲအေးဆေးပဲနေပြီးတော့နေပြီးနေတိုင်းတက်မယ်အဲ့တရားရုံးချမ်းပြတာပေါ့မိုင်းနေရပေါ့နော်ဒီဘက်ကလာရင်လည်းမိုင်းနေရပဲဟိုဘက်ကလာရင်လည်းမိုင်းနေရပဲမိုင်းနေရကနေဝင်ရမယ်ကျွန်တော်တို့မန္တလေးကနေလာရင်လည်းမိုင်းနေရကနေဝင်ရမှာပဲနေပြီးတော့ရန်ကုန်ကနေလာရင်လည်းမိုင်းနေရကနေဝင်ရမှာပဲအဲ့ဒီနေပြီးတော့တရားရုံးမှာရင်ဆိုင်လိုက်ခင်ဗျားလည်းနေပြီးတော့မှနေကျွန်တော်လည်းနေပြီးတော့မှနေပြီးတော့အဲ့တရားကိုရင်ဆိုင်လိုက်မယ်အဲ့ဒါတရားမပြတတ်ဘူးလားကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့တော့တောင်တပေါ်မှာနေလဲကျွန်တော်ရဲ့ဝင်ရမယ် မြေကုန်မောင်မားရှိတယ်လို့နေပြည်တော်မှာနေလဲအုံလိုက်ချင်းလိုက်လိုက်လာမှာသူကအကုန်လုံးကဇော်ဘုံရင်မှာဇော်ဘုံရင်ဇော်ဘုံရင်မှာဇော်ဘုံရင်ပဲပို့တည်အောင်မှာအဲ့ဒီပြဿနာတွေပတ်သက်လို့တွားပြီးတော့ဖတ်ကြည့်လိုက်ဇော်ဘုံရင်ပဲဇော်ဘုံရင်ပဲဒီဘွဲကဇော်ဘုံရင်နိုင်အောင်နိုင်ရမယ်ပွဲဒီဘွဲကဇော်ဘုံရင်ဂုံတရင်ပြန်တနိုင်ငံတော့ပြန်တင်းမဲ့ပွဲပဲဆိုတာလူတိုင်းသိတယ်ကြိုက်လို့ရှင်လိုက်နော်အဲ့တော့တရားမဲ့မတာလာနဲ့တကယ်လို့တရားရေးရပေါ်ပေါက်လာပြီဆိုရင်တရားသူကြီးတွေရောအားလုံးကိုတောင်းဆိုချင်တာကနေပြည်တော်တရားရုံးကိုလွှဲပေးလိုက်ပါ ော့အဲ့ဒါမြတ်တာပါလေရန်ကုန်ကလာရင်မိုင်းနေရပြင်းဦးလွေရလာရင်မိုင်းနေရပြင်းဦးလွေမဟုတ်မန္တလေးရလာရင်မိုင်းနေရအနေဝင်ရမှာကျွန်တော်တို့ကရန်ကုန်ကလာရင်မိုင်းနေရအနေနေပြီးတော့ဝင်ရမှာနေပြီးတော့မှဇော်ဘုံတို့ရှိမယ်အဲ့လိုပြောထားအဲ့ဒါကဘသူကျွန်တော်ကတော့အတင်းနဲ့စကားပြောတိုင်းဟိုလိုမျိုးပြောတမသမတ်ကြကြပြောတာနော်ခဏလေးမိုင်းနေရကနေဝင်ကျွန်တော်လည်းမိုင်းနေရကနေဝင်ပြီးတော့တရားရုံးပဲတကိနာခင်တရားရုံးလားပုပ္ပတိတရားယုံလားကြိုက်တဲ့တရားယုံမှာထက်ဆွဲလိုက်ပါအဲ့ဒီအမှုကိုလွှဲပြောင်းပေးလိုက်ပါနော် ။အဲကျွန်တော်ပြောတာကတော့တကယ်အမှန်တရားကိုခံစားနေတဲ့လူတွေကကိုယ်စော်ပွင့်ရတရားများတာလေ။ဟုတ်တယ်။ဒါကတရားဆွဲတာလေတရားရုံးကဘယ်မှာပြည့်ပြည့်ဆွဲရတာလဲ။ဟုတ်လား။အဲဒါရန်ကုန်တောင်တကုံမှာဆွဲရတာတော့ခဏလေတုံလေးဆွဲလို့ရတာပေါ့ပြင်းဦးလေးမှာ။ဟုတ်တယ်မလား။ဝိဆိုတာလေတတ်တယ်နော်။ဝိဆိုတာလေတတ်တယ်နော်။ဝိဆိုတာလေတတ်တယ်။ကိုယ်လည်းကြမှာကျွန်မမလှန်နိုင်ပါဘူးလို့မလုံးနဲ့။ဟုတ်ပြီလား။အဲဒီလာရေးပြီးတော့တက်တာရေးပြီးတော့ရေးခွင့်ပေးထားတာ။ 做工业办工业，赚不了多少嘛，哦，嗯。好的，阳光安联系的阳光哥帮俺联系的，是喏，多少个？你早作多干清楚啦，他妈，不去不。给咱讲，真多说阿公你老比比？阿妈妈真多有钱公叫我哭了，你真多有钱公嘛？路买进的打开没？路钱开没？你真多地段的办路嘛？路没有了，无 ကျွန်တော်ကတင်သွားပါတင်သွားပြီးတော့တရားဥပဒေရပဲအဲလိုက်တက်တဲ့လူကိုတို့အမှုလိုက်ရှာမယ်ပြုမယ်ဒါပဲအဓိကကျွန်တော်တင်ရင်းတွေကိုတင်ဖို့အတွက်ကိုတို့တရားဆွဲတာတို့ကတရားဆွဲတဲ့အမှုကိုခဏတို့ကြည့်လိုက်ဘာမှအဲတရားဆွဲတဲ့အမှုကအဲအမှုကနော်ဘာမှအဲအမှုလောက်ကခဏဘူးတိကိုလင်းနဲ့ထိုးရတော့မအဲအမှုတက်ကြီးသေးတယ်အဲ့ဒီအမှုကြောင့်မဟုတ်ဘူးရန်ကုန်ရောက်အောင်ခေါ်လာတို့ကရန်ကုန်ရောက်အောင်ခေါ်ပြီးတော့ကျွန်တော်ကိုယုံကျင်းနေဒီကောင်ဘယ်လိုတော့ဘယ်လိုလဲဆက်ကြည့်ပြီးတော့ကျွန်တော်ကိုဒီတစ်ဖက်ပေါ့နော် အကြက်ဘက်ယူဂျီနေနဲ့ကျွန်တော်တက်ခိုင်းပါတို့ကအဲ့ဒါတို့ရဲ့အချက်ပဲနော်တို့တက်ခိုင်းပါကျွန်တော်အကောင်ဘယ်မှာအိတ်တွေဘယ်မှာနေလိုက်ဆောင်ကြည့်ရနဲ့အာကျွန်တော်တရားဝင်သွားတဲ့ဘာကြောင့်ဘယ်နေဘယ်နေဆိုအကောင်ဘယ်လမ်းဆောင်တက်လိုက်တော့ဆိုပြီးတော့ကျွန်တော်တက်ခိုင်းပါအဲ့ဒါလေအဲ့ဒီကောင်မကြီးမယိုးသားဘူးအဲ့ဒီကောင်မရဲ့နောက်မှာရှိနေကောင်တွေလည်းမယိုးသားဘူးဒါကျွန်တော်တက်တက်တော့တာနော်ထဲတော့တာနော်အတူမှကျွန်တော် လုံလုံရောပေးနိုင်ဦးလေတရားစွဲလို့လာရှင်းဆိုပြီးတော့ကျွန်တော်ရှင်းခိုင်းပါလေကျွန်တော်အသက်တည်ရင်ဘယ်သူကတောင်းယူမှာလဲကြောက်ရလီရောပဲကြောက်မှာပေါ့ လီးတော်လန်တားလိုက်အောင်ဒါကြောင့်ကြောက်နေရဆိုဒီလိုင်းတော့တက်မပြောနော်ပြန်တော့မှလိုက်လေဒီနေ့မှထိုးပလိုက်မှာပြန်တော့တောင်းမှလဲဆောက်တောင်းမရှိဘူးဟောပဲတောင်းမှရတယ်ဟာတောင်းမှလဲဆောက်တောင်းမရှိရှင်းလားမင်းရောလေတရားတော်ဝမှုတော်တရားတော်ဆွဲထားပြီးပြီပဲဘာလို့တောင်းမှန်းနော်ရှင်းလားအဲ့တော့စဉ်းစားလေအဲ့ဒီကျွန်တော်တရားဆွဲတဲ့သူကဂျိုးသားလားလို့ကျွန်တော်ဒီတရားဆွဲမှုအပေါ်မှာကျွန်တော်ကြည်ကျင်းနေတဲ့လက်ခံနေပြီးတော့မှနေပြီးတော့မှတရားရုံးမရှိဘူးလား မြေပြော်တရားရုံးကတခုခုမှဆွဲလိုက်နော်တရားတကယ်လို့တောင်တကုံကလည်းရဲစခန်းမှုတွေရောစခန်းတွေပြောလိုက်မယ်ကိုတော်ဘုံရဲ့အတက်အနေကဆိုရင်ရတယ်ပြောလိုက်နော်ပြောလိုက်ပြီးတော့နေပြီးတော့မှပဲအဲ့တရားရုံးကိုဆိုတာဖြစ်လိုက်ပါအဲ့တရားကိုပြောင်းရွှေ့ပြီးအဲ့မှာမှာသွားဆွဲလို့ပြောလိုက်ဟုတ်ပြီလားတရားရုံးမဲ့လေဘယ်မှာနေနေတရားမြတ်တာလေလေအဲ့တော့ဒါကျွန်တော်လဲကျွန်တော်လဲရှင်းလို့ရတယ်နေပြီးတော့မှကျွန်တော်လဲလုံကြုံတဲ့နေရာရှိတာပေါ့အငြိမ်းအောင်နေလိုက်အောင်မယ်ဆွဲတဲ့နေတိုင်းယုံကြည်နေတိုင်းတက်မှာပေါ့ဟုတ်တယ်မလားအခုကကျွန်တော်တို့တိုင်းပြည်ပြည်ပုံကိုတယောက်ဘာသာသာသနာနဲ့တိုင်းပြည်လူမျိုးပေါ်မှာ နော်ကျွန်တော်လှုပ်ပေးနေတဲ့လူတယောက်ကိုဒီ66ကကြီးဘာမှမဟုတ်ဘဲနဲ့ဆဲပါလေဆိုတဲ့ပုံမှန်နဲ့ဆွဲပြီးတော့မှနော်ကျွန်တော်တက်ကွင်းထဲကိုဆွဲထည့်နေတာကျွန်တော်သိတယ်နော်အဲ့ကောင်မင်းလာအောင်ဆိုတဲ့ကောင်အဲ့ဒီကောင်ဘာလဲမင်းသားကြီးဆိုတဲ့ကောင်နော်ကျွန်တော်မင်းတင်နေစီပြီးလို့ဒီကောင်ပြောခဲ့တာနော်မင်းတင်နေစီပြီးရောက်ဇော်ဘုန်းကြီးဆိုတဲ့ကောင်အဲအဲ့ကောင်တွေကရန်ကုန်ကတော့တချို့တော့လူမိုက်တွေနဲ့ပေါင်းပြီးတော့မှကျွန်တော်အပီးကြံလို့လုပ်နေရဆိုတော့ကျွန်တော်တင်ကြပြီးသားနော်အခုအဲ့မင်းလာအောင်ဆိုတဲ့မင်းသားကြီးဆိုတဲ့ကောင်နော်ကျွန်တော်တင်နေစီပြီးတင်နေစီပြီးဆိုတော့ဒီကောင်ဗဇက်ကတော်တော်များများပြောထားတာ ။ဒါကြောင့်မလို့ကျွန်တော်အဲ့မှာတရားဆွဲတာ။တရားဆွဲပြီးတော့ကျွန်တော်ရဲ့လုံခြုံရေးကိုနော်ဘယ်သူမှမစောင့်ကြောက်ပေးနိုင်ဘူးဒီကောင်တွေတိတယ်။ဒီကောင်တွေကျွန်တော်ဘယ်သွားရပြည်လာတယ်စောင့်ကြည့်ပြီးတော့မှနော်အဲ့ဒီရန်ကုန်ကကျွန်တော်လူမိုက်တယ်စောင့်ကြည့်မစားဘူးလူမိုက်ပြီးတော့လည်းကမတရားဘူး။ဒါပေမဲ့ကျွန်တော်တိတာတိတ်တဆိတ်မတိတဲ့အချိန်မှာဒီကောင်တွေကအတွေးတက်တော့ကျွန်တော်လောက်ကြံဖို့အတွက်ကိုဒီတရားကိုဆွဲတာ။ဒီတရားဆွဲတယ်ဆိုတာကဒါကဘာမှမဟုတ်ဘူး။ထောက်တော့ကြောက်ကကြည့်ဆိုတာဘာမှမဟုတ်ဘူး။စက်တလောက်ရှင်ရှင်းလို့ရတယ်။ဘယ်တော့ကြမှာငွေတန်ပဲ။နော်ဘာမှမဟုတ်ဘူးနော်ကျွန်တော်ကအပြင်ထွက်တာနဲ့တို့တွေအကုန်လုံးကြံပါကျွန်တော်ဝိုင်းပြီးတော့ ဒါပေမဲ့ကျွန်တော်ဘက်ကလူတွေအများကြီးရှိတယ်ကျွန်တော်တို့ဘက်ကလူတွေကြတော့အဲ့လိုပြန်ခံတတ်မှာမဟုတ်ဘူးတို့ကအဲ့ဒီအချိန်မှလည်းကျွန်တော်တို့တတ်မှာမဟုတ်ဘူးဒီကောင်ဘယ်မှနေလဲဘယ်လိုသွားလဲရန်ကုန်ပြားကျွန်တော်ချက်ချင်းပြုံးလို့ပြန်နိုင်မှာလားတရားရုံးပြီးတော့မပြန်နိုင်ဘူးလေမပြန်နိုင်တော့ကျွန်တော်နောက်ကနေပြီးရှယ်လို့လိုက်မှာပဲတို့ကလိုက်ခိုင်းမှာအဲ့ကောင်ဘယ်မှနေလဲအထွက်လာတာလည်းကျွန်တော်တို့တတ်ဆိုပြီးတော့မှတတ်ခိုင်းမှာအဲ့မင်းသားကြီးဆိုတဲ့ကောင်ပဲနော်အဓိကအဲ့ကောင်ပဲနော်အဲ့ကောင်အဲ့လားကြောင့်မလို့ကျွန်တော်အဲ့ဆက်တဲ့အဲ့ကောင်လေဖျဲသီးတီအကုန်လုံးအဲ့ဒီနော်မမိုးကိုင်းတို့အဲ့မင်းသားကြီးတို့ကျွန်တော်တို့ PDF ပြောသေးတာဗျာကျွန်တော်ကဖျဲသီးပြောတာဘာမှမဆမ်းပါဘူးနော်မဆမ်းဘူးလေကျွန်တော်တို့ PDF လို့ပြောသေးရပဲအဲ့ဒီမင်းသားကြီးဆိုတဲ့ကောင်က နော်ဒီကောင်အကုန်လုတ်နေတာဒီကောင်နောက်ကနေခြေလဲနေတာနော်ဒီကောင်နောက်ကနေအကုန်ခြေလဲနေတာနော်ကျွန်တော်တို့တောင်းကုန်ပြောင်းရောက်လာတဲ့အလူမတွေနဲ့ဒါလေးမသိမသိအောင်ဆောင်နေပြီးတော့ဘယ်သွားလဲဆိုတာတွင်းလူပြောင်းကိုပေါင်းခိုင်းနေရောပေါင်းခိုင်းငွေပေးပြီးတော့ပေါင်းခိုင်းပြီးတော့ကျွန်တော်တဲနေရတည်ရတယ်အဲ့တော့ဇူကြီးအသက်ခံရရပြီဆိုပြီးတော့အဲဒါမျိုးလာပါဒါမျိုးလာပါနော်အဲ့ဒီတော့ကျွန်တော်တို့လည်းကြိုတင်စဉ်းစားတာရှိတယ်အဲကျွန်တော်တို့အားလုံးကလည်းအတိုင်းမင်းနေနေနော်ပြီးလို့ရှိရင်နိုင်ငံတော်ဝန်ကြီးချုပ်အဆင့်အထိရနေစပြီးတော့မှနော်ဒီသက်ဆိုင်ရာတရားသူကြီးချုပ်တွေနော်ဥပဒေရာကြီးချုပ်တွေအထိ ကျွန်တော်ဒီကိစ္စကိုကောင်းကောင်းလေးဒါတွင်ခဲ့ရမယ်ဒီဒီအမျိုးသမီးတရားတရားစွဲဆိုတာက၆၆ခါကြည့်ဆိုတာကကျွန်တော်တို့အလုံးစုံကြရင်အလုံးစုံအလုံးစုံကျွန်တော်ကတကယ်လို့ဖြစ်ပါလေဆိုရင်တော့မှငွေတန်ဖို့ဘာမှဖြစ်ဘူးเนาะအမှန်တမ်းကျွန်တော်ရန်ကုန်ကိုရောက်အောင်စွဲခေါ်တာတို့ကကျွန်တော်ရန်ကုန်ကိုရောက်ပြီဆိုတာနဲ့သူတို့ကကျွန်တော်ကိုလောက်ကြံတော့မှာလောက်ကြံเนาะအဲ့တော့စွဲတဲ့လူတွေကဘယ်လိုလူတွေလဲဆိုတာတော့စဉ်းစားဖို့ဗျာသူတို့တော့မှလည်းကျွန်တော်တိုင်းကျိုးပြီးပြီးအလုပ်လုပ်ခဲ့တဲ့အလုပ်တွေမှာအနာရှိတော့ဆက်ပြီးတော့မှ လူမိုက်ငါးခံရတာပေါ့ကျွန်တော်တခုပြောလိုက်မယ်တချို့သောလူတွေကတချို့သောလူတွေကကျွန်တော်ရိုင်းတော့မရိုင်းချင်ဘူးဗျထားလိုက်ပါလားကျွန်တော်မရိုင်းတော့ပါဘူးနော်တချို့သောလူတွေကအစင်တန်းကြီးသူတို့တိကြပါလေဒီဒီဒီမျိုးသမီးကဘယ်အစင်တန်းဘယ် level မှာရှိတယ်ဒီကောင်ကဘယ်အစင်တန်းဘယ် level မှာရှိလူတိုင်းသိတယ်အဲကျွန်တော်ရဲ့ level ကိုကြတော့တို့ကဘလို့မှမရှင်းနိုင်ဘူးဘလို့မှလည်းကျွန်တော်မချော်ဖြတ်နိုင်ဘူးဇော်ဘုန်းရောငါတို့ဘလို့မှဒီလိုရိုးသားတဲ့ကောင်ဖြောင်းမဲ့တဲ့ကောင်မန်ကန်တဲ့ကောင်အမှန်တရားသမားကောင်တို့မနိုင်ဘူးဆိုတာကိုသိတယ်။အဲဒါတချို့သောဖျဲသီးတွေ ။နော်ဒီပြည်ဦးလေးမှာဒီနေ့မြေကဒါမှမဟုတ်တင်းငါဥပုံဥပုံဖုံးတည်မသိဖို့လား။ဖုံးနေပါဦးမပြောဘူးကျွန်တော်ပြောအောင်မယ်။ကျွန်တော်ဘယ်လိုလာချင်းချောက်လဲသိလား။မင်းတို့မင်းတို့ကမင်းတို့သက်ပြီးကြီးခဏ ာလေးတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။တော့အဲ့မနေ့ကအမှုဖြစ်ပြီးမှကျွန်တော်ကိုဘလူလာရေးလဲဆိုအဲ့လူဘလူလဲဆိုတော့ကျွန်တော်ပြီးရေးလေးဇော်ဖို့ဟဲ့နဲ့မင်းအတွက်ငါလှုပ်ပေးလိုက်တဲ့လက်ဆောင်လေးအစင်မပြေရလားကွာ။မွေးနေ့မှာကွက်တီတရားဆွဲပေးလိုက်လို့တဲ့အတော်မှပြောရလားဗျာတဲ့။မင်းကိုအစတဲကအေက200တဲကမင်းအာဝင်မချောင်နဲ့ငါမင်းကို ပြောခဲ့ပါတယ်တဲ့။မင်းကအမှန်တရားကြိုက်တဲ့လူဆိုတော့တဲ့။အခုတော့အမှုရင်ဆိုင်နိုင်အောင်တော်ကြီးလေးတဲ့။ မင်းသားကြီးနဲ့မိုးမောခိုင်တို့အနောက်မှာငါထောက်ပံ့ပေးနေတယ်တဲ့မင်းရင်ဆိုင်လိုက်အောင်မော့ကွာတဲ့ဒါလေးသိစီခြင်းလို့တဲ့ငါညီကိုတတိလာပေးလာပါတဲ့နော်မင်းကိုစိန်ခေါ်ပြီးပြင်ဦးလွင်မြေကွက်ကိုငါတဲချိတ်ခဲ့တာတဲ့မင်းမပဲ့သေးဘူးထင်ပါလေတဲ့ဒီအကျိုးဆက်ကအခုမင်းရန်ကုန်မှာအမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အကြောင်းတရားပဲတဲ့မင်းတက်အညိုးကြီးတယ်ငကားမျက်စောင်းထိုးရင်ပြာဖြစ်တတ်တယ်ငါညီတဲ့ကျွန်တော်တို့တင်ပါ ဒီနေ့မဆိတ်ပို့လာတာအေကနေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အော်လို့တဲ့အဲ့ဒါဘာလို့ဖြစ်နိုင်လဲဆိုတော့ကျွန်တော်သိတယ်เนาะကျွန်တော်သိတယ်ဘာမှဖြစ်ဘူးเนาะအဲ့တော့အေကနေရာကိုအော်တယ်ဆိုတာကတော့ဗျာကျွန်တော်တို့အောက်မှာရှိတဲ့ပြည်သူပြည်သားတွေမြေစင်းရုံးဆိုတာတွားယူလာလို့လဲစားရောင်၅ရက်ဟိုအပေါ်မှာပြည်ဦးလွင်ရဲ့မြေစင်းရုံးเนาะကျွန်တော်ဒီမှာမွေးနေ့မှာကွက်တီတရားဆွဲပေးလိုက်တယ်တဲ့အတော်ပြောရလားမင်းတို့အစတွေကအေကနေရာနဲ့ပတ်သက်လို့မင်းအာဝင်မချောင်နဲ့လို့ကျွန်တော်ဒီမှာရေးထားတာ ်ဟုတ်တယ်ယူခဲ့ဩငါပါကျေးဇူးမလိုပါဘူးကွာဒီလောက်အစင်ရတော့ရောက်ဟာဒီမှာအခုလက်ရှိပြုံးလိမ့်ပြင်းချင်းယုံကဦးစီမွာဦးသက်ခံလက်တော်ဦးစီမွာဦးဆန်းဦးဟိုမှာလောက်ထားလိုက်အတန်တိတ်ထားအရရည်နဲ့ရောက်နေပြီ။ပြေးတော့လေးစီ။အမှန်တရားကိုရောက်အောင်ထုတ်ထုတ် နော်ဒီဥစ္စာတွေဒီစာရွက်တွေကဘာကောဘာကကြောင့်ကြီးကိုလိမ့်မှုပြီးတော့မှဘာကကြောင့်ကြီးကိုရောက်အောင်ပို့ဟုတ်ပြီလားနော်အခုမဥပင်းဘူးရောက်သွားတယ်ပြင်းလို့ရတယ်ဒီလူတွေပဲကျွန်တော်မကျင်တဲ့ချက်တွေနဲ့လုပ်နေတာဟိုဟာအိုစာအုပ်အထူးကြီးတစ်ခုယူခဲ့လိုက်ညီမကြည့်လားအမှန်တရားကိုကြိုက်တဲ့လူတွေကဘောတော့ခိုင်းတာညီမတစ်နှစ်သုံးနော်စာကြောတစ်ခု၅သိန်းနဲ့150ပုံစံတစ်ခုမှတ်ချက်ပြည့်ရတစ်စောင်းတစ်သောင်းကွင်းလုံးနဲ့ မြေလို့မြေရန်တေကကိုရှောက်ပါကလက်မထိုးရင်တေကကို9000လုံးကွင်းမြေပေါ်မရှိတဲ့ဒေသကိုကွင်းထူထောင်ပြီးမှပုံစံကုန်ရှောက်မြို့နယ်မြေစင်းရုံးအစစ်စစ်ပြီးတာဝန်ယူလုပ်ပေးကကွင်းတကွင်းကိုခံမန်းဧရိယာ150နီးပါဥပမာပိနေကုန်းလိုကျွော်မျိုးတပြေချင်းလိုကျွော်မျိုးတဲ့ကျွန်တော်တို့တိုင်ထားပြီဟဲ့လားဒီမှာဘုံဘုံကိစ္စ နာတို့ဇော်ပုံးကိုစောက်စောက်ချင်မတင်နဲ့ခနာတို့အမှန်တရားအကုန်ပေါ်တော့မှာတုတ်ကခနာတို့တခုပြလိုက်ဦးမယ်ဒီမှာဝတ်တယ်တင်းလာတခုရှိမယ်ဒီမှာတင်းလာတခုချလိုက်နော်အဘအဘဦးသိန်းစိတ်တပလာကတော့နော်ဖေးထားတဲ့မြေတွေကိုဒီမှာဒီပြင်းဦးတွေနေရာကျုံသွားတယ်ကျုံသွားတာကသူကကျဲမလားကျုံသွားတာအဲ့မြေတွေကမိုးပဲမိုးမိုးဟိုကောင်းပဲကိုလွင့်သွားလားမသိဘူးလားနော် လွတ်တော်ထဲမှာဘာဦးသိန်းစင်ကိုယ်တိုင်ပြန်ပြီးတော့တမနာဦးသိန်းစင်ကိုယ်တိုင်ပြန်ပေးထားတဲ့မြေတွေကိုနော်ခရံနေနဲ့ဒီမှာဒီလိုစာအုပ်ကြီးအထူးကြီးနဲ့လာတာခဏလို့အဲ့ဒီမှာရှိတဲ့စီရင်တွေအကုန်လုံးစုပ်ပွင့်ကြီးရောက်နေပြီနော်အကုန်ရောက်နေပြီဒါမျိုးတွေကျောက်ကအမန်တရားကိုခေါ်တော့မယ်အဲ့ဒီအတွက်စုပ်ပွင့်ရငွေတစ်ချိုက်ယူမယ်ဆိုရင်စုပ်ပွင့်ရတခါလဲတက်ပလိုက်ပြည်သူလူထုတွေအောက်မှာခင်ဗျားတို့နော် ေဒီပေဆုံးနဲ့ယုံနေကနားတွေမသိတဲ့လူတွေကိုခမရတို့လည်းအကုန်လုံးနိုင်ကျင်ခဲ့လို့ဖော်ထုတ်ခဲ့တာကိုဟမ်ခမရတို့ကဘယ်နေရာရောက်ရောက်ကျုပ်ကိုမကျင်နိုင်ဘူးဆိုတော့ကျုပ်ကရှိတာပေါ့ကျုပ်ပြင်းဦးလေးမှာရှိတယ်။နော်အမြင်ရောက်ဒီမှာမခိုင်မရင်တခုမှမလုပ်ဘူး။ခိုင်မလို့ကြီးတော့ပြည်သူဘက်ကနေရက်ပြီးမယ်။ဟောဒီမှာအခုခမရတို့ပြင်းဦးလေးမှာဥမာတို့အုပ်ချုပ်ရေးမှုရောက်လာတယ်။ဥမာတို့ပုဂ္ဂိုလ်ရေးရလူမှုရေးရခင်မင်မှုအရာကာပေးစီထားလို့ရတယ်။ကာပေးစီထားလို့ရတယ်နော်။ ဲ့ဒီကားပေးစည်းထားတဲ့အပေါ်မှာအခွင့်အရေးယူပြီးတော့မှနိုင်ငံတော်အစိုးရကိုမလိမ္မာနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ကိုမလိမ္မာနဲ့ဝန်ကြီးဌာနကဝန်ကြီးချုပ်တွေကိုမလိမ္မာနဲ့ခင်ဗျားတို့အခုမြေကြီးရုံးမှာလာပြီးတော့မှစစ်နေတဲ့အချို့သောလူတွေတမီးပကုံးလေးပုတ်ပြီးတော့မှဒီကိစ္စအနေကြီးတယ်နောက်ဆိုရင်ဒါမျိုးတွေမလုံးနဲ့တော့ဆိုပြီးတော့နောက်ခန်းတွေကိုပတ်စံအပုံလိုက်ထည့်ပေးလိုက်တဲ့အလုံမျိုးတွေကိုလက်မခံပါနဲ့ ကျွန်တော်ဒါတည့်ပြောတာနော်ကျွန်တော်ပြင်ဦးလေးမှာအကုန်တိတယ်နော်ပြင်ဦးလေးမှာဘာသာကြောင့်ဒီဦးမင်းအောင်နိုင်ကကျွန်တော်သူမဆိတ်ဘော၂၀၂၄တော့လာမှာတည်းယူကြောက်စဲမျိုးတော်ခမ်းမာတဲမှာမချိုချိုတက်ဆိုတဲ့အမျိုးသမီးကိုဒီဥစ္စာကိုတင်းတင်းကြာကြာပြန်လဲစီစစ်ဆောင်ရပေးလက်မုံမို့စိမ့်ဆိုလာမသိရှိတယ်ဘာသာတို့ကြီးကအုံတော့ကောင်းတယ်ဒီကော်ပီကိစ္စတွေကိုလုံပေးလိုက်လို့ပြောတာကို အောက်မှာမြေကြီးတော်မှာမတိုင်းမဲနဲ့စောင်းမြင်ကပုံမှန်နဲ့တိုင်းတာပြီးတော့ဘာကကြုံကြီးဆိုတာကတဲ့မြေကြီးရုံကတချို့တော့လူတွေပြောတာဟဲ့အောင်လေငါတို့ကချမ်းသာနေပြီလေတရားဝင်ရင်ဆိုရမယ်မဟုတ်ဘူးလေသူကသူအာနာထိန်းတာလေငါတို့လည်းငါတို့လုပ်ချင်တာငါတို့လုပ်မယ်လေဒါပြီးပြီးသွားမယ်ကိစ္စတွေလေဟာနေသားတို့နေမြေကြီးရုံကနေသားလုပ်တဲ့လူတော်မှာတိတ်ထောင်လက်ချီတဲ့ကားစီးနေတာမင်းတို့ဟိုင်းကန်နေသွားတာငါကုန်သိတယ်အဲ့ဒါမင်းတို့မန္တလေးမှာဒီမှာထုံပြီးတော့မန္တလေးသွားတဲ့ဟိုင်းကန်ကောင်တွေငါကုန်သိတယ်နော် ။နောက်တော့ထိတ်လာမပုံနဲ့။နော်ငါမွေပွေးမင်းတို့ကအမှန်တရားကငါအကုန်အကုန်အကုန်ငါပြေရှင်းမယ်ကောင်။ဒီမှာစာအုပ်နဲ့ရောက်နေတာ။နော်။နိုင်ငံတော်ရဲ့ဒီမှာဟိုတင်းစာဥစ္စာရှာလိုက်။မြမကနေတင်းစာတရားဝင်လာမွေဝင်လာဆိုတာမင်းတို့ကြည့်။လွတ်တော်ထဲမှာအာသမနာယူဦးသိန်းစင်ကိုလည်းပြတာ။ဦးမင်းအောင်လိုက်ကိုမင်းတို့ကောင်တွေကဒါတော့ဆိုရင်မင်းတို့ပြောင်းပြန်လုပ်လိုက်တယ်။အခုပြင်ဦးနေမျိုးမသားရရမအဲ့လိုမျိုးဖြစ်နေတာ။နော်။မဝါရောင်းလေဟိုရှိအဲ့အမုံပြင်ဦးနေမျိုးမှာ နော်အဘကကြောင့်ကြီးရဲ့စီမံချက်နဲ့ဆိုပြင်ဦးနေပြောတိုးတက်နေပြီကော်ပီတွေဖွင့်ပေါ်နေပြီကော်ပီတပင်ကိုအထွက်ကောင်းလို့ရှိရင်17ပိတ်တာနဲ့16 16ပိတ်တာရှိတယ်နော်တပိတ်တာက9000ရှိတယ်မင်းတို့ကောင်တွေအကုန်လုံးကနော်ငါလှုပ်လို့ရတယ်ငါငါပြစ်လို့ရတယ်ဆိုရင်မင်းတို့အောက်မှာအဘကကြောင့်ကြီးကိုအကုန်လုံးနိုင်နေတာအဘကကြောင့်ကြီးအလင်ခံရရတယ်အဲဒါကြောင့်ကျွန်တော်ပြောတာနော်ဒီပြင်ဦးနေမှာဘကကြောင့်ကြီးဝိုင်းနေနေတာပြင်ဦးနေတိန်လို့ကောင်းတော့ဒီမှာဒါ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 ပါပါပါဝိုင်းညီမအလေးညီမညီမအလေး 有道理啊。